ဒေါခင်တန်းဝင်းမကွယ်လွန်ခင်မှာဖုံးဆက်လာပေမဲ့ဂိမ်းစော့နေရာကြောင့်ဂယုမဆိုင်မိလိုက်တာကိုနောင်တရနေတဲ့ရီရီပွေးဖြူရဲ့တူပါလေအားလုံးပဲမိကလာပါဒေဆက်လေးပဲညူပေးကနေပြန်လေကားကြိုးဆိုလိုက်ပါရီလူတွေကဘလို့ချိန်မှာဘလို့ပုံစံနဲ့ဘလို့ကွယ်လွန်ရမယ်ဆိုတာကိုဘသူမှကြိုတင်ပြီးတော့မသိနိုင်ပါဘူးပြီးခဲ့တဲ့ရက်မှာတော့ရီရီပွေးဖြူရဲ့မိခင်ဖြစ်သူဒေါခင်တန်းဝင်းဟာ ကျမ်းမမနေရင်ကနေရုတ်တရက်ကွက်လောသွားခဲ့တာပါ။ရေပွေးဖြူရဲ့မိခင်ဒေါ်ခင်တဝေကတရုတ်ဆောင်တယောက်ဖြစ်ပြီးတိုက်ခန်းမှာတယောက်တည်းနေထိုင်သူပါ။သမီးတွေကအိမ်အောင်ကြပြီးတဲ့နောက်ဒေါ်ခင်တဝေတယောက်တည်းတိုက်ခန်းမှာနေထိုင်ပြီးသမီးတွေကလည်းလူတွေသေးမရှိပြုစုပေးပါရယ်။အိမ်ရတဲ့လဲနေတဲ့အနေအထားမျိုးမဟုတ်ပေမဲ့ရုတ်တရက်သွေးတိုးပြီးတော့မေလာ24ရက်နေ့မနက်မှာကွက်လွန်သွားခဲ့ပါရယ်။ဒေါ်ခင်တဝေကမျိုးတွေကိုလည်းချစ်တဲ့သူဖြစ်ပြီးဟင်းနေလဲချက်ချင်းတက်ပါရယ်။ ဒေါခင်တာဝင်းကမဆုံးခင်တရက်လိုမှမြင်းမာလေးဖြစ်တဲ့စုလက်ရနာထံကိုဖုံးဆက်ခဲ့ပါသေးတယ်။စုလက်ရနာကဂိမ်းစော့နေလို့ကောင်းကောင်းပြန်မပြောပေးပြစ်လိုက်ရတာကိုအယံတော်ဒါရနေပါရင်ဘဘွားဆုံးသွားရင်မနေ့ပြန်တွေ့မှာမို့မိလေးကြိုက်တဲ့ချက်သားဟင်းချက်ထားပေးမယ်တဲ့။မနေ့ညကဂိမ်းစော့နေလို့ဖုံးတော်မှာကောင်းကောင်းမပြောပေးလိုက်မိဘူး။ရှေခဲတိတာထဲမှာချက်သားဖို့စိမ့်လေးဆိုပြီးတော့ နောင်တရတဲ့အကြောင်းတင်ထားခဲ့ပြီးအားလုံးကလည်းစိတ်မကောင်းဖြစ်နေကြပါရဲ့။အဖွားတွေကမြေးလေးတွေကိုချစ်တဲ့ကြပေးစားစရာတွေကိုပါတေချာပြင်ဆင်ပေးတဲ့ကြပါရဲ့။ဒါပေမဲ့ဘလို့ချိန်မှာကွက်လို့မေးဆိုတာဘသူကမှကြိုတင်မသိတာကြောင့်ဖုံးဆက်တာကလည်းနောက်ဆုံးချိန်ဆက်တာလည်းဖြစ်သွားနိုင်ပါသေးတယ်။ဒေါခင်တဝင်းကွက်လွန်နာနဲ့ပတ်သက်ပြီးအချို့ကလည်းအမျိုးမျိုးပြောဆိုနေခဲ့ကြပါရဲ့။တိုက်ခိုင်းရဲ့ပဝင်းချင်းကလူတွေဟာရေရေပွေဖြူမိခင်ဟာမေလ24ရက်နေ့မှာကွက်လွန်သွားတာမဟုတ်ဘဲလွန်ခဲ့တဲ့3ရက်ကကွက်လွန်နာဖြစ်တဲ့ကြောင်း မိခင်ဖြစ်သူဟာတိုက်ခန်းထဲမှာတယောက်တည်းနေတိုင်းကကွဲလွန်နေတာကိုပုံနဲ့ထွားမှသိတယ်ဆိုတဲ့အကြောင်းကိုပြောလာကြပါတယ်။ရီဝိဖြူကတော့ဒီတဲ့င်းကမမှန်မဲနဲ့မက်လာ24ရက်နေ့မနေ့စင်နာရီမှာကွဲလွန်ခဲ့တာဖြစ်ကြောင်းပြန်လည်ဖြေရှင်းထားပါတယ်။ ုံနဲ့ထွက်လာမှသိရတယ်ဆိုတဲ့သူတွေကသူတို့အိမ်ထဲကိုဝင်ခွင့်ရှိလားမြင်ရလားထိရလားဆိုပြီးတော့ပြန်လည်ပြောဆိုထားပါတယ်သူ့ရဲ့မိကိုနေ့စဉ်ဖုန်းဆက်လေးရှိပြီးတော့အပုံနဲ့ထွက်မှသိတယ်ဆိုတာမဟုတ်ကြောင်းဖြေရှင်းထားပြီးတယောက်တည်းနေတဲ့မိခင်ကိုပြစ်ထားတာလည်းမဟုတ်ပဲမဟုတ်မမှန်ပြောတာတွေကကွယ်လွန်သူထိခိုက်စေတယ်လို့လည်းဆိုပါတယ် ရေကြီးပွေးဖြူဟာမိခင်ဖြစ်သူကိုရုပ်သိမ်းရဆုံးရှုံးလိုက်ရတာကြောင့်ဖြစ်မစင်နိုင်ဖြစ်နေပြီးနိုင်ကြီးကတော့အမှုပညာတိုင်ဝိုင်းနဲ့ရင်းနှီးသူတွေကိုသာဖိတ်ကြားထားခဲ့ပါရယ်ရေကြီးပွေးဖြူဟာနန္နာလိုင်းနဲ့ရောင်းမတော်ဆက်သူဖြစ်ပြီးနာမည်ကြီးထော်ပဲဘလော့ဂါတယောက်ဖြစ်ပါရယ်ဆိုရှယ်မီဒီယာမှာရမ်းပျော်ပြတတ်တာကြောင့်လူအများရဲ့အမြင်ကပ်တာကိုလည်းခံနေရတဲ့သူဟာအခုတော့ရေကြီးပွေးဖြူဟာမိခင်ကြောင့်တောကရောက်နေပြီးနိုင်ကြီးကိုလည်းဘဲမီဒီယာကိုမှမလာဖို့တောင်းဆိုထားပါရယ်ရေကြီးပွေးဖြူတော့မိခင်ဖြစ်သူကိုလိုလီသိမ်းမရှိထားပေးနိုင်ပေမဲ့ ခင်တန်းဝင်းကတော့အိပ်ရာထဲလဲတဲ့ယောဂါမဖြစ်လိုက်ပဲကျမ်းမာနေရတဲ့ရုပ်တရက်ကွဲလွန်သွားပါရင်ငွေကြီးချမ်းသာကြွယ်ဝပေမယ့်မေနာတရားကိုတော့ဘယ်သူမှတားဆီးလို့မရပါဘူး။ဒါကြောင့်တယောက်တည်းနေထိုင်တဲ့မိဘတွေကိုပို့ကူးဆိုင်ဖို့လိုအပ်ကြောင်း ဒီဖြစ်ကနေသင်ကန်းစာရသွားပါတယ်။ရီဝိဖြူရဲ့တူမလေးကတော့အဖွားဖြစ်သူဖုံးဆက်တာကိုမကင်လိုက်မိပဲဂိမ်းစွနေမိတာကြောင့်နောင်တရနေပြီးသူ့ဘွားကနောက်ဆုံးဖုံးဆက်တာဖြစ်မဲ့မတိလိုက်ခဲ့ပါဘူး။ရီဝိဖြူရဲ့မိဒုခင်တန်ဝင်းလေးကောင်းမွန်ရာကိုရောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ကြည့်ရှုပါပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။